တာဖားရရမှာဒီမှာလေ MBA သင်တန်းတက်ဖို့ကျောင်းတော်တော်များများဆုံးစမ်းနေတာဘာတခုမှအဆင်မပြေနေလို့အဲ့ဒါလေဦးမအတီတရားတက်တဲ့ကျောင်းတော်ဆုံးစမ်းကြည့်ပါလားရန်ကုန်ကပဲကျောင်းနဲ့မရပါနဲ့မြန်မာ International Business College ရဲ့ ဟုတ်တယ်နော်ဒီចောင်းလေးကရွက်ဝေရက်နီးမှာရှိတဲ့ចောင်းသားចောင်းသူတွေမကဘူးနိုင်ငံရဲ့ចောင်းမှာရှိနေတဲ့ចောင်းသားចောင်းသူတွေတက်ပါ MBA ဘာသာရပ်ကိုလေ့လာသင်ကြားရတာအရန်ကိုအဆင်ပြေတဲ့ចောင်းတစ်ចောင်းပဲဒါဆိုရင်အခုပဲ contact လုပ်ပြီးတော့ចောင်းလေးရဲ့အကြောင်းကိုအသေးစိတ်စမ်းသပ်ကြည့်လိုက်အောင်မှာပဲဟောလီးရေးဆိုတော့ဘာလုပ်ရင်ကောင်းမလဲ လိုပဲ NBA က MIB မှာလည်းဖွင့်ထားတာပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါအဲ MBA Pro နဲ့လာဆုံးနေတာပါဟုတ်ဟုတ်ကဲ့ခင်ဗျာသိစိတ်လေးရှင်းရပေးဖို့အတွက်လေးခင်ဗျာကြပါခင်ဗျာဟုတ်ကဲ့ပါအမိုင်မီမဖွင့်လင့်တင်ကြတဲ့ NBA ဘွဲ့ဟာဆိုရင်ဆွစ်ဇာလန်နိုင်ငံအကျူပွားဤ accreditation မှာမကကမ္ဘာအကောင်အထည် accreditation concept group ဖြစ်ပြီး US အခြေစား ACBSB မှာ accreditation ရရှိထားသည့် Six Schools of Business and Management SSB in Geneva မှာတက်ရိုက်ပြီးတဲ့ Global MBA ဖြစ်ပါတယ်။ SSB in Geneva သည်ဆွစ်ဇာလန်နိုင်ငံ၏ business ကိုများတဲ့တွင်ဥဆောင်ရှိသည့်အကြောင်းဖြစ်ပြီးတက်ရောက်နေသောအကြောင်းသားအရေးအတွက်အရဆွစ်ဇာလန်နိုင်ငံ၏ one of the biggest business school ဖြစ်ပါတယ်။ကျောင်းမထက်ခင်နည်းနည်းတော့ pressure ရှိတာပေါ့เนาะဒါပေမဲ့ဒီရောက်တော့ senior ရဲ့ welcome ဖြစ်တဲ့ပုံစံနဲ့ teacher တို့ရဲ့လွှဲထွေးမှုကိုခံစားလိုက်ရတော်တော်လေးအဆင်ပြေပါတယ် MIB မှာ professor တွေရဲ့အသင်ပြကောင်းတာမကပဲအတန်းသားချင်းချင်းဒီလိုမျိုးယင်းနီးဆွနေနိုင်တာလဲနှောင်းဝေကင်းကောင်းတစ်ခုပါပဲ MIB နဲ့ SSCPM က hybrid learning system နဲ့သင်ကြားပေးနေတာမို့ကျွန်တော်တို့လိုအလုပ်တစ်ဖက်နဲ့မအားလက်သူများလည်းအခက်အခဲမရှိသင်ယူနိုင်ကြပါတယ် professor real life သင်ကြားနေတဲ့ class ကို online ကပဲ join မလားတကယ်ချင်းတွေနဲ့အတူတူ class တက်မှာပဲပြောရွှေရှင်သင်ကြမလားဆိုတာကိုယ်တိုင်ရွေးချယ်လို့ရပါတယ်အဲ့ဒီလိုရွေးချယ်ခြင်းကပဲသင်ရဲ့လူမှုရေးအချိန်တွေ ်လုပ်ငန်းဝင်တွေပေးရတဲ့အချိန်တွေကိုထိခိုက်မှုမရှိစေဘဲပညာဆက်လက်သင်ယူနိုင်စေမှာဖြစ်ပါတယ်။ ကျွန်မကတော့လက်ရှိ MBA in person class ကိုတက်ရောက်နေတဲ့အကြောင်းသူတူဖြစ်ပါတယ်။ကျွန်မတို့ကတော့ professor ကြီးတွေရဲ့လက်တွေ့ကြကြသင်ကြားပြသမှုသူတို့နဲ့အနီးကဆွေးနွေးနိုင်တဲ့အခွင့်အရေးတွေရရှိတဲ့အပြင်ကျောင်းသားကျောင်းသူချင်းရဲ့ networking ကောင်းကောင်းဖန်တီးနိုင်တာကိုလည်းတော်တော်လေးသဘောကျမိပါတယ်။ MB College မှာအကြောင်းစာများကိုတင်ကြားပေးဖို့မကဘဲနဲ့ group activity တွေဖြစ်တဲ့ seasonal festival များ donation များအပြင် strategy ပြပြဖို့အတွက် wellness program လေးကိုလည်းစီစဉ်ပေးထားပါသေးတယ်။ ကဲရှယ်ချင်တော့တကယ်ချင်းလည်းပြောသွားသလိုပါပဲ MIMI College က business အကြောင်းကိုစာတွေ့နေမှာပဲ case study real project တွေနဲ့သင်ကြားပေးရပြင်ကျောင်းသားတွေအတွက်လိုအပ်တဲ့ social skill mandatory တွေအပြင် networking session တွေအများကြီး season ပေးထားတဲ့ကျောင်းကောင်းကျောင်းပါပဲတဲ့အနာဂတ်အိမ်မက်တွေကိုလည်းတွေ့ကြကြကောင်းတဲ့ဖုန်နိုင်မှုအတွက် work class and program တစ်ခုကို join လုပ်လို့ပြီနော် မြန်မာကျောင်းသားတွေအတွက်လည်း scholarship program ရှိတာမို့ကျောင်းသားအရေအတွက်တန်းတတ်ထားတာကြောင့်ဟုတ်ပဲ MIB ကိုဆက်သွယ်လိုက်တော့နော်